ိုးကစေရနာရှိလို့ကောင်းစေရှင်လို့ဘုရားသခင်တွေဟောပြောပြတာနေပဲလို့အကျိုးမရှိနိုင်တဲ့သူအကျိုးမဖြစ်နိုင်တဲ့သူအကျိုးမများနိုင်တဲ့သူ၅ရောက်ရှိတယ်ဥစဉ်တော့သူကိုယ်တိုင်တရားပွဲတဲ့အကြောင်းမသိလို့လာနာတာအကြောင်းသိလို့လာနာတာပဲဖြစ်ဖြစ်သူများကဘေးရနဲ့ဟောပြောနေတာပဲဖြစ်ဖြစ်သူ့အတွက်တော့ကောင်းကျိုးဆိုတာဖြစ်ဖို့ခက်ရတယ်ပေါ့အထုံသဘောတော့ပဲရှိမယ်အကျိုးမများနိုင်မသိပြေတော့ အဲ့ဒါဘယ်သူတွေလဲဆိုတော့နံပါတ်၁ကအတတတသတ္တကထာဒုက္ကထာအဲ့ဒါပါဠိစကားလုံးဖြစ်မြန်မာလိုပြောလိုက်ချုံကျင်မှုတရားတရားမရှိတဲ့သူတွေဟာတရားတရားနဲ့ဆက်တဲ့စကားကိုပြောရင်နာကြီးတယ်သူတို့ကတရားတရားမရှိတော့နာကြီးငါလားတရားလားဟော ဆိုရတဲ့အဲ့လိုမျိုးမြင်တတ်တယ်။အကျိုးမရှိဘူး။တရားတရားလည်းတိုးမလာတဲ့ပြင်တရားတရားတော့ပိုးပြီးတော့သူတို့ပြတ်သွားသေးတယ်။အဲ့ကြတော့သူတို့အကုသိုလ်တော်ဖြစ်နိုင်တယ်ပေါ့နော်။အဲအကျိုးမရှိ။နောက်တစ်ယောက်ကပြောတော့ဆိုတော့ဒုတိလတာတိလကထာဒုက္ကထာတိလမရှိတဲ့သူကိုတိလရဲ့အကျိုးကျေးဇူးတွေအော်တိလဆောင်ရင်ဘယ်လိုကောင်းကျိုးတွေရှိလဲပစ္စုပန်အကျိုးဘယ်လို တန်တရာအကျိုးဘလို့နိဗ္ဗာန်တိုင်းမှာရနိုင်ပါတယ်ဘာညာသွားပြောနေသူကိုယ်တိုင်ကတောက်စားမွေးရပျော်ပါတက်ဖြာဒုစရိုက်မျိုးစုံလုပ်နေတယ်လို့တိလာအကျောင်းသွားပြောရင်သူ့ကိုစောင်းပြောနေတယ်လို့ထင်ပြီးတော့နော်မျက်စောင်းထိုးပြီးနေလိမ့်မယ်ခင်ဗျားတို့ရန်သူထင်သွားလိမ့်မယ်တော့ကြာသူကြွက်ပြောတယ်အောင်းမေးသွားလိမ့်မယ်အကျိုးမများတဲ့အတွက်သူ့အကုသို့ဖြစ်ပြီးအကျိုးတောင်ဆောက်ရသွားနိုင်တယ်အာနောက်တရား နံပါတ်3ရောက်မြောက်ကတော့အပ္ပတုတ္တဗဟုတုတ္တကထာတုကထာအပ္ပတုတ္တလောကမှာအကြံမြင်ဘုဒ္ဓမရှိဘူးအတ္တအတာကြီးခန္ဓာကိုယ်ကြီးသာကြီးလာပြီးတော့လာအပ္ပတုတ္တပုရိသောပြိပတ်တော်ပါစေတိဆိုတာမျိုးပေါ့အသိဉာဏ်မတော်ပါနဲ့အသားတွေပဲတိုးလာတဲ့ပုဂ္ဂိုလ်ဟာနွားကြီးအတ္တကြီးလာတယ်တူတယ်နွားဆိုတဲ့သဘောသဘာဝက ငငယ်တော့ကလည်းဒါပဲကြည်လာတော့လည်းဒါပဲခိုင်းရင်သွားမယ်ကျွေးရင်စားမယ်ဒါပဲဘာမှအသိပညာဘူးတူတာတွေတိုးလာတာမဟုတ်ဘူးလို့ပြောစမ်းအဲ့လိုပဲတဲ့လောကမှာတချို့လူတွေကကြားမြင်ဘူးတူတာမရှိဘူးအဲ့ကြတော့သူတို့ကအကြမ်းမြင်ဘူးတူတာတွေနဲ့ပတ်သက်တဲ့အကြောင်းကိုပြောလို့ချင်းဆရာလောက်တယ်လို့ထင်တတ်တယ်အများပြောတက်ပြီးတော့လက်မခံကြအောင်သဘောမကျကြဒါတုတ္တကရတာမကောင်းတဲ့စကားဒုက္ကဋ္ဌ မကောင်းတဲ့စကားဖြစ်သွား။ဒါလေးအောင်ပြပုဂ္ဂိုလ်ကတော့မစ္စရိယတ္တစာကကထာဒုက္ခတာမစ္စရိယတ္တနှမျောတယ်လို့အဲ့တမျောတတ်တဲ့လူကဘသူ့ကိုမှမပေးရှင်မပေးရှင်အောင်လားဆိုတော့သူပြည့်စုံသူမြတ်ကိုင်းမှာသုံးမှာဆဲမှာလက်သိကိုထားတဲ့ဥစ္စာ၆တာပဲသူကအာမစစ်ချနိုင်ဘူးမရှိဘူးအဲ့လိုလိုမျိုးရှိလှူချောင်းတန်းချောင်းပေးချောင်းကန်းချောင်းသာပြလို့ရှိရင်သူမကုံနိုင်သူပစ္စည်းမဟုတ်တိုင်း ။အော်ဒီကောင်မငါလာပြီးတော့ပြောနေတယ်။ဒီလူငါလာပြီးတော့ဟာလား။ तू မလူရတဲ့ तू ပြစ်စင်မဟုတ်တိုင်းပြောနေတာ။ तू ကလူချင်း तू ကသူလူပါလားဆိုပြီးတော့အပြစ်မြင်နေတတ်တယ်။ဒါနာကြောင့်လူချောင်းတန်းချောင်းဇာကတ္တဇာကကထာလို့ခေါ်တယ်။လူချောင်းတန်းချောင်းတရားတွေသူကစကားတွေသူကပြောလို့ရှင်။သူ့တော့ကတော့ဒုက္ကထာတဲ့အဲဒီစကားဟာမကောင်းတဲ့စကားပါပဲ။ဒါမှတချို့ပြောတယ်လေ။ဘုန်းကြီးတွေကလူခံတဲ့စကားပဲပြောနေတာ။သူတို့ကတော့ဘာမှမပေးဘူးဆိုတာပြောလို့ပြောတယ်။လာတတ်တယ်ပေါ့နော်။ เออตามรู้เตียนาเนี่ยตอนแรกอโจไม่ใช่เลยตัวเนี่ยอายะเนี่ยนอกสมบทกูว่าတော့ทุบปัญญัตตาปัญญกถาทุกกถาทุบปัญญัตตาปัญญาไม่ใช่เลยตัวปัญญาไม่ใช่ปัญญาเยอะกว่าแล้วตัวก็ไส้มันဝင်ซาอ๋อไอ้หลูတွေကปัญญาเจ้าตั้วပြောเนี่ยตัวก็อ้าญิไส้แล้วไม่ဝင်ซาอูตบอแล้วไม่จ๋าอ่าแล้วมึงรู้ ပညာနဲ့ပတ်သက်တဲ့စကားတွေကလည်းသူ့အတွက်ဒုက္ခထာမကောင်းတဲ့စကားပဲလို့ဒီလိုတောင်းနေပေါ့နော်ဒါပညာနဲ့ပတ်သက်တဲ့စကားမကောင်းတဲ့စကားတစ်မျိုးပဲအစကားတရားနာနေရတော့လေအကျိုးမရှိတဲ့သူတွေအမတ်တက်ကအတ္တတသတရကထာဒုက္ခထာအတ္တတသတရတရားမရှိတဲ့ပုဂ္ဂိုလ်တွေဟာတတကထာတရားရနပတ်သက်တဲ့စကားတွေတရားတွေဟာဒုက္ခတာသူ့အတွက်မကောင်းတဲ့စကားအမတ်တက်ကဒုတ်တိလတ္တ ိလကထာဒုက္ကထာသောတိလတာတိလမရှိတဲ့ပုဂ္ဂိုလ်တွေအတွက်ကတိလကထာတိလနဲ့ပတ်သက်တဲ့စကားတွေဟာဒုက္ကထာသူ့တော်မကောင်းတဲ့စကားတွေနံပါတ်၃ပုဂ္ဂိုလ်ကအပတုတ္တသဘဟုတုတ္တကထာအကြမ်းမြင်မရှိတဲ့သူဟာသူ့တကြမ်းမြင်တဲ့ပတ်သက်တဲ့ပုသူရနဲ့ပတ်သက်တဲ့ကစားတွေဟာဒုက္ကထာမကောင်းဘူးနံပါတ်၄ပုဂ္ဂိုလ်ကမစ္စရိယတဝန်တို့နှမျောစင်းတဲ့မစ္စရိယအာဇီတဲ့ပုဂ္ဂိုလ်ဟာစာကကထာဆွန့်လွတ် ပေးကမ်းတဲ့ပတ်သက်တဲ့စကားတွေဟာသူ့အတွက်တော့ဒုက္ခတာမကောင်းတဲ့စကားဓမ္မငါနောက်ဆုံးပုဂ္ဂိုလ်ကဒုပညတပညာမရှိတဲ့ပုဂ္ဂိုလ်စင်ကျင်တဲ့ပညာအတိပညာအတတ်ပညာဘာမှမရှိတဲ့နာတဘိန်တုံးဟာပညာကထာပညာနဲ့ပတ်သက်တဲ့စကားတွေဟာသူ့အတွက်တော့ဒုက္ခတာမကောင်းတဲ့စကားတွေပါပဲတဲ့